စ္စရေးရဲ့ဒေါ်လာ2ဘီလီယံတန်ရင်ငုတ်သင်္ဘောကြီးကတော့အပြောင်းအလဲတွေကိုယူဆောင်ပေးလာပါတော့မယ်။အစ္စရေးလို့ဆိုလိုက်တာနဲ့ကမ္ဘာအလီမှာရန်သူတွေပပတ်လေဝိုင်းနေတဲ့ကြားကခေါင်းမော့ရင်ကောစော်ရက်တည်နေနိုင်တဲ့နိုင်ငံအဖြစ်အာလုံးပြင်းမြင်ကြမှာအသေးကြပါ။တကယ်ကိုလည်းအစ္စရေးဟာစီရေးမှာထူးချွန်ပြောင်မြောက်လွန်လှပါတယ်။အမေရိကန်ရဲ့ထောက်မဲ့မှုတွေကောင်းတာကြောင့်လည်းပါတယ်လို့သူတို့ရဲ့စွမ်းဆောင်ကြီးတွေကြောင့်လည်းကိုကိုထိပါလာတဲ့ရန်သူနိုင်ငံမှန်သမျှကိုကောင်းကောင်းကြီးတုံ့ပြန်နေနိုင်တာဖြစ်ပါတယ်။အစ္စရေးလေတဲ့ဆိုရင်နောက်ဆုံးပေါ်နှိပညာတွေနောက်ဆုံးပေါ်ဂျက်ဖိုက်တာတွေပိုင်ဆိုင်ထားပြီးမြို့တစ်မြို့ကိုလေတန်းနဲ့စစ်စစ်ညက်အခြေတော်ဇင်းနိုင်ပါတယ်။တိတဲ့ဆိုလို့ရှိရင်လည်းဒီလိုပါပဲ ဘလို့အခြေအနေမျိုးဘလို့တိုက်ပွဲမျိုးမှမဆိုသူတို့ရဲ့ထူးချုံပြောင်မြောက်မှုတွေကိုပြသထားနိုင်ပါ रे ဒါပေမဲ့လည်းအစ္စရေးဂျီတက်ကတော့အားလုံးနေမှာအားအနေဆုံးလို့မျိုးဖြစ်နေပါ रे အစ္စရေးကလည်းဒီအားနေချက်ကိုမြင်ထားတဲ့အတွက်ပင်လယ်ပြင်ကနေရောက်လာနိုင်တဲ့အနေရမှန်သမျှကိုကောင်းကောင်းတွန်းပြန်နိုင်ဆုံးရှိအောင်လို့သူ့ရဲ့ဂျီတက်ကိုမွမ်းမံပြင်ဆင်မှုတွေအင်အားဖြည့်တင်းမှုတွေပြုလုပ်နေတာဖြစ်ပါ रे တဖက်မှာအီရန်ကလည်းအချိန်မရွေးဒုက္ခပေးလာနိုင်ခြင်းရှိနေတဲ့အတွက်အစ္စရေးအနေနဲ့ဒီလိုမျိုးအဖက်ဖက်ကစစ်အောင်ပြင်ဆင်ထားနိုင်မှသာတော်ကကြမှာဖြစ်ပါ रे အီရန်ကနျူကလ িয়ার လက်နက်တွေ ဟိုက်ပါဆိုနစ်ဒုံးကျည်တွေလိုဖြတ်အပြင်းလက်နက်တွေရှိနေတာပါဒီလိုလက်နက်တွေနဲ့ဆိုရင်အစ္စရေးရဲ့အာအနေဆုံးနေရာကိုထိထိရောက်ရောက်တိုက်ခိုက်လာနိုင်တဲ့အတွက်အစ္စရေးအနေနဲ့လည်းဘလို့မှမနေတာတော့ပါဘူးဒါကြောင့်ပဲနှိဘီလီယန်အထိရင်းနှီးမြှုပ်နှံပြီးနောက်ဆုံးပေါ်အကြံစာရင်ငုတ်တင်ပေါ်ကြီးတစ်စင်းကိုတိဆောက်တော်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်အဆိုပါရင်ငုတ်တင်ပေါ်ကြီးဟာနောက်ဆုံးပေါ်နှိပညာတွေနှိဘူဟာတွေလက်နက်စနစ်တွေနဲ့တိဆောက်ထားတာဖြစ်ပြီးတော့အီရန်နဲ့မကကမ္ဘာပေါ်ကအရှားဗေနိုင်ငံအတွက်မဆိုနောက်ကျောမအေးစရာဖြစ်စေမှာပါအစ္စရေးရဲ့ရင်သူနိုင်ငံတွေအတွက်တော့အတော်လေးကိုရှောက်ရှားစရာကောင်းမဲ့ရင်ငုတ်တင်ပေါ်ကြီးဖြစ်ပါတယ်အဲ့ဒါကတော့ INS Dragon ပဲဖြစ်ပါတယ် INS Dragon ဟာအစ္စရေးခြေတဲ့ရဲ့သပိုင်းတစ်ချောင်း ဘေးတော့ကပြမရှိခဲ့ဘူးတဲ့အကျန်စာရေငုပ်တင်ပေါ်ကြီးဖြစ်ပါတယ်တကယ်တော့ Israel ဟာ INS Dragon ကိုရဖို့အတွက်2012ခုနှစ်ကတည်းက German company ကြီး Tyson Crafts ကနေ order တင်ထားခဲ့တာပါဆိုတော့ INS Dragon ဟာ Israel ရဲ့ Dolphin 2အကျန်စာရေငုပ်တင်ပေါ်အုပ်စုရဲ့ရှောက်ဆင်းမြောက်ရေငုပ်တင်ပေါ်လည်းဖြစ်လာဖို့ရှိနေပါတယ်သူ့အရင်အစင်းတွေအားလုံးကလည်း German ထုတ်ရှင်းဖြစ်ပါတယ်ဒါကြောင့်အရင်အစင်းတွေကအာဏာချက်တွေကိုပြင်ယူပြီးအကောင်းဆုံးဖြစ်အောင်တည်ဆောက်ထားတဲ့ရေငုပ်တင်ပေါ်ဖြစ်တာကြောင့် INS Dragon ဟာအကျန်စာစွမ်းဆောင်ကြီးတွေနဲ့ထွက်ပေါ်လာခဲ့တာပါ ကျွန်တော်စောစောကပြောခဲ့သလိုပဲ Israel ရေတဲ့ရသမိုင်းတစ်ချောင်းမှာဘေးတုံးကမြဒီလိုဆွမ်းဆောင်ကြီးတွေနဲ့ရင်ငုံတင်ပေါ်မျိုးမရှိခဲ့ဘူးပါဘူး။ IAS Dragon ရဲ့ပုံရိပ်တွေပထမဆုံးထွက်ပေါ်လာတဲ့အချိန်တုန်းကလည်းအာရကျင်းတဲ့စရာကောင်းခဲ့ပါလေ။သူ့အရင်ရင်ငုံတင်ပေါ်တွေထက်အနည်းဆုံး2ဆလောက်ကြီးတာကိုတွေ့ရတယ်။ပြီးတော့စာရွက်ပေါ်ကဆွမ်းဆောင်ကြီးတွေအရာလေနောက်ဆုံးပေါ်စနစ်တွေလက်နက်တွေနဲ့အတူအကျန်းစားဖြစ်အောင်တိစောက်ထားတာကြောင့် IAS Dragon နဲ့တွေ့ရင်တော်ယုံတန်ယုံအနိုင်ယူဖို့ကိုက်ခဲနေမှာအသေးချာပါပဲ။ Israel အနေနဲ့လည်းရေထဲမှာဒီလိုအနိုင်ယူဖို့ထိုက်ခဲတဲ့ရင်ငုံတင်ပေါ်မျိုးပိုင်ဆိုင်ခြင်းနဲ့ဆန္ဒကလည်းပြင်းပြောက်သွားခဲ့ပါပြီ။ဒီအရင် Dolphin 2အတန်းစားရင်ငုံတင်ပေါ်တွေတုန်းကဟိုနေရာနေနဲ့ဒီနေရာနေနဲ့လိုအပ်ချက်လေးတွေရှိခဲ့တဲ့မြောက်ကို INS Dragon နဲ့အကောင်ဆုံးဖြည့်ဆည်းနိုင်တော့မှာဖြစ်ပါတယ်။ဒီလိုဖြစ်အောင်လို့လည်း INS Dragon ဟာသူ့အရင်အစင်းတွေထက်အရွယ်အစားပုံမကြီးမသလိုဈေးလည်းအကြီးဆုံးဖြစ်နေတာပါ။ဒီနေရာမှာနည်းပညာပိုင်းအကြောင်းလေးလေးပြောရမယ်ဆိုရင်တော့ Dolphin 2အတန်းစားချင်းကုတ်တင်ပေါ်တွေဟာ Air Independent Population AIP လို့ခေါ်တဲ့ Twin Arsenic ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Dolphin 1အတန်းစားချင်းကုတ်တင်ပေါ်တွေတုန်းကတော့ပုံမှန် Diesel Electric Twin Arsenic ကိုအသုံးပြုခဲ့တာပါ။ AIP Twin Arsenic ဟာဘာတွေပိုကောင်းတယ်လဲဆိုတော့ရင်ကုတ်တင်ပေါ်ကိုပုံမြန်စေတယ်၊စစ်ဆင်ရေးတွေကိုအကောင်အထည်ဖော်တဲ့နေရာမှာပုံမရှောင်းမွေ့စေတယ်။ဒီနေ့ခင်မှာတော့ AIP Twin Arsenic တို့ရင်ကုတ်တင်ပေါ်တွေဟာအသံနဲ့အရင်ငိန်လုံးလှပါတယ်။ပြီးတော့ခြေအောက်ထဲမှာရက်ပေါင်းအတော်ကြာနေနိုင်တယ်။ ဆိုတော့ Israel ရဲ့ Dolphin 2အတန်းစားချင်းကိုတင်ပေါ်တွေဟာ Dolphin 1နဲ့ထက်ပိုကောင်းတယ်လို့ပြောနိုင်ပါတယ်။အဲ့ဒါကိုမှ INS Dragon ဟာပြည့်ပြည့်စုံသွားစေမှလည်းဖြစ်ပါတယ်။တကယ့်စစ်မြေပြင်မှာတိုက်ပွဲတစ်ပွဲကိုအဆုံးအဖြတ်ပေးနိုင်တဲ့စွမ်းဆောင်ရည်မျိုးတွေ INS Dragon မှာရှိနေတာပါ။ Israel အတွက်တော့တကယ့်အကြမ်းစားလက်နက်ကောင်တစ်ခုကိုရလိုက်ခြင်းပါပဲ။ INS Dragon ကိုကျွန်တော်ဘာလို့ဒီလောက်တောင်ညှို့နေတယ်လဲဆိုတော့သူ့ရဲ့အခြေခံအဆက်လက်တွေကိုပဲကြည့်ကြည့်လိုက်ပါ။ IS Dragon ဟာ၃၀၃ပဲရှေ့လျားတဲ့ရေငုပ်တင်ပေါ်ဖြစ်ပါတယ်။ဒါခါရေငုပ်တင်ပေါ်တစဉ်အနေနဲ့သူ့ရဲ့အလေးချိန်ကတန်ချိန်ပေါင်း၂300ရှိပါတယ်။ Israel ရဲ့ထဲမှာအကြီးမားဆုံးအလေးလံဆုံး Irama ရေငုပ်တင်ပေါ်အဖြစ် IS Dragon ကတက်တော်ဝင်လာမှာဖြစ်ပါတယ်။ ဣသရေလဟာ IAS Dragon ကိုမြေရစ်ပင်လေရေအောက်ထဲမှာထောင်းလင်းရေးလုပ်ငန်းစဉ်တွေအပောင်ဝင်အထူးစစ်ဆင်ရေးတွေအတွက်အသုံးပြုတော့ဖို့ညှိနှိုင်းထားတယ်လို့လည်းသိရပါတယ်။ IAS Dragon မှာ Athlete Electronic Company ကထုတ်လုပ်ထားတဲ့ ISUS 911နီးပြူဟာမြောက်ထင်းရှုံစနစ်ကိုအသုံးပြုထားပါတယ်။အဲ့ဒီစနစ်ဟာအလိုလျောက်အလုပ်လုပ်တဲ့ရှယ်ယာကင်ကရိယာတွေလက်နက်ထင်းရှုံမှုတွေနဲ့အခြားလုံဆောင်ချက်တော်တော်များများအတွက်ဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့ Diesel Electric Twin Arsenic ကမြင်းကောင်ကြီးအား၄၀၀၀ကျော်ထုတ်လုပ်ပေးနိုင်ပြီ။အဲ့ဒါကိုမှကျွန်တော်စောစောကပြောခဲ့တဲ့ AIP Twin Arsenic နဲ့လည်းတွဲဖက်ထားပါသေးတယ်။ ဒါပါဖို့ပိုကောင်းတော်စေတယ်လဲဆိုတော့ INS Dragon ကိုတနားကြီးအတွင်းမှာမိုင်ပေါင်း2800ရောက်စေနိုင်တဲ့အထိမြန်တော်စေပါတယ်ဆိုတော့ဘလောက်ဝေးတဲ့နေရာပဲဖြစ်ဖြစ် INS Dragon ဟာအရှိန်အဟုန်ကောင်းကောင်းနဲ့တောင်းနိုင်တယ်စစ်ဆင်ရေးတွေကိုအထင်ကြီးလောက်စေရာဆောင်ရွက်နိုင်တယ် AIB တွန်းအားစနစ်ပါတဲ့အတွက်အပန်နဲ့အရင်ကြီးနဲ့အစရှိတဲ့အကြီးအသေးတွေနဲ့အတူရေအောက်မှာတောက်စရာတာရဲတကောင်အလားဖြစ်တာမဆန်းတော့ပါဘူးပြီးတော့ဘလောက်ပဲအချိန်ကြာပြီဖြစ်ပါစေ INS Dragon ဟာရေအောက်ထဲမှာခန့်ငင်ငင်ပဲတော့ရင်သူ့ရဲ့တောင်ဝန်တွေကိုအပြစ်အဝါပဲထမ်းဆောင်နိုင်ပါလိမ့်။ဘေးအချိန်ပေးနေရမှာမဆိုရန်သူတတိမထားမီလောက်အောင်ကိုပြောင်းနေမယ်ရင်ငုတ်တင်ပေါ်တဲ့စင်ဖြစ်ပါလိမ့်။ အရာပြင်းဒေါင်းလိုက်ပြခတ်မှုစနစ် particle system ကိုလည်းထည့်သွင်းထားပါသေးတယ်။ဒီလိုခင်မိစနစ်မျိုးတွေထည့်သွင်းထားတဲ့အတွက် INS Dragon ဟာလက်နက်မျိုးစုံကိုရွေ့ရှည်ပြခတ်လို့ရတော့ပါတယ်။လက်နက်ပိုင်းမှာဆိုရင်လည်း INS Dragon ဟာ nuclear လက်နက်တွေကိုရောပုံမှန်လက်နက်တွေကိုရောပြခတ်နိုင်ဆုံးရှိပါတယ်။အရင်ဆုံးတော်ပြီးတော့ပြောင်းနေအကြောင်းပြောရရင် INS Dragon မှာအရှင်းနစစ်တလက်မပက်လေတော်ပြီးတော့ပြောင်းနေအရှင်းနစစ်ရှောက်လက်မပက်လေတော်ပြီးတော့ပြောင်းတစ်ခုတက်ဆက်ထားပါတယ်။အရင်ကပဲကြီးမားလေးလံတဲ့တော်ပြီးတော့တွေကိုထည့်သွင်းပြခတ်နိုင်တဲ့ပြောင်းတွေဖြစ်ပါတယ်။အဲ့ဒါပြင် UGM-84C Harbon တင်ပေါ်ဖြတ်ဒုံးကျည်တွေ Trident ရဟယင်ပြည့်ဒုံးကျည်တွေလည်းအသုံးပြနိုင်တဲ့အတွက် INS Dragon ရဲ့တိုက်ခိုက်ရေးစနစ်ဟာအကျဉ်းစားဖြစ်နေပါတယ်။ Cruise ဒုံးကျည်တွေလည်းပြစ်ခတ်နိုင်တယ်။ပြီးတော့200ကီလိုတန်အထိဖြတ်အားပြင်းတဲ့နျူကလ িয়ার ထိပ်ဖူးတွေကိုလည်းအသုံးချနိုင်တယ်ဆိုတော့ INS Dragon သာတက်တော်ဝင်လာချင်းကြာရင် Iran လိုမျိုးနိုင်ငံတွေအတွက်တော့ရဒတ်မအေးစရာဖြစ်လာပါတယ်။ Downline ပြစ်ခတ်မှုစနစ်ပေါင်ရင်လည်းအတွက်လည်း INS Dragon ဟာအရှင်တွေအပေါ်စစ်စင်ရေးအပေါ်မှာမူတည်ပြီးသူ့ရဲ့လက်နက်တွေကိုအသုံးချနိုင်တာကလည်းကြီးမားတဲ့အားသာချက်ဖြစ်ပါတယ်။ပြီးတော့မောင်းသူမေးရေးအောက်ရှင်တွေ drone တွေအပါအဝင်အခြားလက်နက်စနစ်တွေကိုလည်းကင်းထောက်လှမ်းတာမျိုးတွေမှာအသုံးချနိုင်တဲ့အတွက်အရှိုးဘောတကားဆင်းအဆိုတို့လိုပဲ INS Dragon ရဲ့လက်နက်စနစ်ကအကျဉ်းစားဖြစ်နေတာပါ။ လူပေါင်း၄၅ယောက်လောက်တာဝန်ထမ်းဆောင်နိုင်မယ် INS Dragon ဟာသူ့ရဲ့တပ်ဖွဲ့တွေမဟာမိတ်တွေနဲ့ပူးပေါင်းလိုက်ပါဆောင်ရွက်နိုင်တဲ့အတွက်အစ္စရေးအတွက်တော့တကယ်အားရစရာလက်နက်တစ်တခုဖြစ်လာပါလိမ့်။အစ္စရေးနိုင်ငံကိုကာကွယ်နိုင်တဲ့စွမ်းရည်ကိုမြင့်တင်လိုက်နိုင်တယ်လို့လည်းဖြစ်လာပါလိမ့်။ INS Dragon ဟာ American ရဲ့ USS Virginia တွေနဲ့ Kennedy အဆင့်အတန်းမျိုးဖြစ်ပါလိမ့်။ဒီနေရာမှာ USS Virginia အကြောင်းကိုလည်းနည်းနည်းပြောရရင်တော့ကမ္ဘာပေါ်မှာတိုက်ခိုက်ရေးအင်အားအကြီးအမားဆုံးရှင်ကုန်တင်ပေါ်တွေဖြစ်ပါလိမ့်။နျူကလ িয়ার ပါဝါအသုံးပြုထားသလိုတက်ဆင်ထားတဲ့လက်နက်စနစ်တွေဟာလည်းလက်ဖျားခါစရာကောင်းရုံနဲ့မကဖျက်ဆွန်အားလည်းကြီးမားလာပါလိမ့်။ USS Virginia လို့ဆိုလိုက်တာနဲ့တကိ့အေရမဘလူးကြီးတကောင်တွေ့တယ်လို့ကြောက်စရာကောင်းထားတာပါဆွဲဆောင်ကြီးလည်းကြီးမားလာတယ်လို့ကုန်ချစရိတ်ကလည်းဘီလီယံနဲ့ရှိပြီးတော့မြင်မားပါတယ်နောက်လာတဲ့အထုပ်တွေဆိုရင်တစင်းကို2.8ဘီလီယံကနေ4.3ဘီလီယံအထိရှိကြတာပါဒါကြောင့်လည်းပင်လေပြင်ထပ်မဆိုရင် USS Virginia တွေကိုအားလုံးကလမ်းကြရတာဖြစ်ပါတယ် American ရဲ့ USS Virginia အတင်းစားရင်ငုတ်တင်ပေါ်အုပ်စုရဲ့ပထမဆုံးအစင်းဟာ2004ခုနှစ်မှာတက်တော်ဝင်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့သူ့ရဲ့စွမ်းကြီးတွေကိုမှတ်ကြောက်တင်ခံထားပါတယ်အမြင်တော့ကတော့တနအီကို35 knock အထိဖြစ်ပြီးတော့မှ INS Dragon ထက်၄၀ရာခိုင်နှုန်းလောက်ပုံမြင်ပါတယ်ဒါကလည်းသူ့မှာတုံထားတဲ့ nuclear reactor ကြောင့်ဖြစ်ပါတယ် USS Virginia ရင်ကုန်တင်ပေါ်တွေဟာ American အတွက်အနည်းဆုံးနှစ်ပေါင်း30လောက်တာဝန်ထမ်းဆောင်ပေးနိုင်မှာဖြစ်ပြီးတန်ချိန်ကလည်းတပေါင်းကျော်လောက်လေးပါတယ်။ IS Dragon ထက်လေဆာနီပါပိုလေးတဲ့သဘောပါ။နောက်ဆုံးပေါ်ထိန်းချုပ်စနစ်တွေ၊ရှီယာကန်ကရိယာတွေ၊လက်နက်စနစ်တွေလည်းတက်ဆင်ထားတဲ့အတွက် USS Virginia တွေကိုအခုချိန်ထိတော့ဘယ်သူမှမဆင်နိုင်သေးပါဘူး။ဒါပေမဲ့လည်း Israel ကတော့သူ့ရဲ့နှစ်ဘီလီယံနဲ့ IS Dragon နဲ့အတူ USS Virginia တွေတော့နီနီကောင်းတဲ့ရင်ကုန်တင်ပေါ်မျိုးနဲ့သူ့ရဲ့ရေတပ်ကိုအင်အားဖြည့်လိုက်ပြီးဖြစ်ပါတယ်။ IS Dragon ကတက်တော်ဝင်လာချိန်ကျရင် Israel ရေတပ်ကိုဖောက်လိုက်မဲ့သူခက်ရှားရှားဖြစ်တော့ပါလိမ့်မယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒါတော့ပါပဲခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်တစ်ပုဒ်မှာကျွန်တော်တို့ပြန်တွေ့ချင်အောင်ပါ။ Thank <laughs> you.